လုံးမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးပေးနေတဲ့မနေ့တော့ဆိုရင်စဖတ်ချင်းအကျိုးအဆင့်မှာပေါ့နော်။တို့တွေကိုဆင်လိုက်လေ့ကျင့်ပေးရမယ်အကြောင်းအရာလေးတွေကိုဆွေးနွေးပေးထားပါရဲ့။အဲ့ဒီမှာဆိုရင်ကလေးတွေကို printed letter လေးနဲ့ထိတွေ့ခွင့်ပေးရမယ်။စာအုပ်တွေကိုသူ့နားမှာထားပေးရမယ်။စာအုပ်တွေကိုဂိုင်းတွဲခွင့်ပေးရမယ်။ နောက်တစ်ခါအတန်ထွက်စာဖတ်ခြင်းနေလုံဆောင်ပေးရမယ်ဒီလိုမျိုးအတန်ထွက်စာဖတ်ခြင်းဟာကျွန်တော်တို့စတက်မြောက်မှုအတွက်ကတကယ်ကိုပထမဦးဆုံးဆောင်ရွက်တဲ့ဘောတော့အရေးကြီးတဲ့အဆင့်လေးဖြစ်တဲ့အဲဒီမှာဆိုလို့ရှိရင်အတန်ထွက်ပြီးစာဖတ်ခြင်းအပြင်ဒီကအတန်အတွက်ကိုစကလုံးကိုသူတွဲပြီးတော့မှတ်မိဖို့အတွက်လေ့ကျင့်ပေးခြင်းလည်းဖြစ်တဲ့အဲဒါကြောင့်ကလေးကိုဒီမျိုးလေ့ကျင့်တဲ့အခါမှာလည်းပဲဘောတော့ routine ဖြစ်ရမယ်နေ့စဉ်လေ့ကျင့်ပေးရမယ် ဲပေါ့နော်ပုံမှန်လေးလေ့ကျင့်ပေးနေရမယ်ပုံမှန်လေးလေ့ကျင့်ပေးမှ သူတို့တွေကဒီကဖွံ့ဖြိုးရမယ်သူရဲ့အဆင်လိုက်ပေါ့နော်ဖွံ့ဖြိုးလာစီမှာလည်းဖြစ်တယ်စာအုပ်တွေနဲ့ထိတွေ့ခွင့်ပေးရမယ်စာအုပ်တွေကိုဂိုင်းတွဲခွင့်ပေးရမယ်စာအုပ်တွေကိုဖတ်ပြရမယ်ဖတ်ပြပြီးလို့ရှိလို့ရှိရင်လည်းသူတို့ကိုယ်တိုင်လည်းဂိုင်းတွဲပြီးတော့ပေါ့နော်ဒါတွေကိုအဲနောက်ကနေလိုက်ပြီးတော့ဖတ်တတ်အောင်ပြပြရတဲ့အောင်ဒါမျိုးလေးတွေကိုလေ့ကျင့်ပြကြမှာဖြစ်ပါလိမ့်ရှင်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာလည်းပဲပေါ့နော်ကျွန်တော်တို့စပတ်ချင်းတွေ့ပေါ့နော်ဒီအစင်းင်းဖြစ်မှုမှာ နေ့စဉ်ပေါ့နော်သူတို့တွေကိုကျွန်တော်တို့လေ drafting time ဆိုတာကကြတော့ drawing and writing ကိုနှစ်ခုကိုပေါင်းထားတာပါဒီဟာအဲ့မှာဆိုရင် drawing သူတို့ရဲ့ဒီကျွန်တော်တို့ဟိုကျက်သားငယ်တွေကျက်သားကြီးတန်မာစာစီဖို့အတွက်သူတို့ဟိုချစ်တီချစ်ဟိုရေးဒီရေးရတာဒီပေါ့နော်ဟိုဆွဲဒီဆွဲဆွဲတာတွေကိုဆောင်ရွက်လို့ရအောင် ကျွန်မရှိမှဆွေးနွေးရတဲ့မှာပါတယ်ကလေးတွေရဲ့နောက်ဆာရွက်ဒီ မကာရီခေရနီဒါပြထားရမယ်သူတို့ကြိုက်တယ်လို့သူတို့စိတ်ထဲမှာဘောလို့ဆွဲကျင်တယ်လို့ချစ်ကျင်တယ်လို့စောင့်ရွက်ခွင့်ပေးရမယ်ဒါမှသူတို့ရဲ့လက်ချောင်းလေးတွေကတန်မာလာစေကလေးလေးတွေရဲ့လက်ချောင်းလေးတွေကတန်မာလာစေမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့သူတို့တွေကိုနေ့စဉ် drafting တိုင်းနေပေးထားရမယ်လေ့ကျင့်စေရမယ်ဖြစ်တယ်ပြီးတော့စာရေးဖို့တည်တဲ့အချိန်ပေးရမယ်သူတို့အချိန်တစ်ချိန်ပေါ့နော် ဒီမှာလည်းပဲကျမတို့ဝါလုံးလေးဝိုင်းအောင်ရေးပေါ့နော်ဝါလုံးလေးကိုဝိုင်းဝိုင်းလေးရေးစေချင်တယ်မိဘကိုထင်းသူကြီးကအဲဒါပေမဲ့မိမိကလေးကိုရှေ့ပိုင်းမှာလေ့ကျင့်ရမယ်ပေါ့နော်လေ့ကျင့်ရမယ်အစ်စ်နေကိုလေ့ကျင့်ပေးခဲ့လားဒီကလေးရဲ့ချက်သားတွေကတော့တတ်ပါပြီလားကျမတို့ခုခေတ်မှာဆိုလို့ရှိရင်ဒီလိုမျိုးစလုံးတွေရေးဖို့ကတကယ်ကို ready ပေါ့နော်အသင့်ပြုလုပ်ထားတဲ့အဆက်ကလေးတွေချထားတဲ့စလုံးလေးတွေရှိတယ်။အဲဒီစလုံးလေးတွေကိုအဆက်ကလေးတွေကို သူ့အနေသူပေါ့နော်ဟိုဆက်ဆက်မှဟိုဆက်နိုင်အောင်ဆက်မှအပြင်းမထွက်ဖ ೇನೆ ပေါ့နော်ဆက်တက်မှကျင်းနေတယ်အပြင်းနေနေထွက်သွားပြီဆိုရင်ကိုပဲကလေးကိုတန်းပြီးတော့အဲအော်ဟဲပေါ့နော်ငောက်ရဲလှုပ်တယ်ဒါမျိုးမလို့တင်ပါဘူးရှင်ကလေးဟာသူစာရေးရဲ့အဲသူ့ရဲ့ဒီပေါ့နော်အာစိတ်ဝင်စားမှုလေးကို ဒီလိုမျိုးပေါ့သူ့ကို abuse လုပ်ခံလိုက်ရတယ် or he ခင်းခံရတယ်ငောက်ချင်းခံရတယ်ဆိုရင် तू ကစာရေးချင်းအပေါ်မှာတွန့်ဆုတ်သွားမယ်ကြောက်ရွံ့သွားမယ်နောက်ကိုနောက်တစ်ခါထပ်ပြီးကြိုးစားဖို့အတွက် तू မှာပေါ့နော်စိတ်ထဲမှာပေါ့အားငယ်စိတ်တွေဖြစ်သွားတတ်တယ် ိတ်လိုမျိုးမဟုတ်ဘူးဒီလိုမျိုးအပြင်ဘက်ထွက်ပြီးတော့မရေရဘူးဆိုတာလေးကိုသူ့ကိုအဲနူးညံ့ချိုသားစွာနဲ့ပြောနားဝင်အောင်ပြောပြရမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျွန်တော်တို့ရဲ့ကလေးတွေကိုစာရေးဖို့တည်တဲ့အချိန်ကြီးပေးရမယ်။အဲလိုမျိုးပေးတဲ့အချိန်မှာလည်းပေးတဲ့အခါမှာလည်းပဲသူတို့တွေရဲ့လက်ကလေးတွေတမ်းပါပြီလား။သူတို့ရဲ့ဖွင့်ပြရမယ့်ကြွက်သားတွေဖွင့်ပြပြီလား။ရှေ့ပိုင်းမှာကျွန်တော်တို့လေ့ကျင့်ပေးရမယ့်အကြောင်းအရာလေးကိုခုနလိုပေါ့စာရွက်တွေမှတ်ကားတွေခဲတဲ့နေပေးပြီးတော့ဒါတွေ သူချစ်ချင်တာသူရေးချင်တာသူဆွဲချင်တာတွေကိုပေါ့နော်ကလေးဆွဲချင်တာတွေကလေးရေးချင်တာတွေကိုလှူဆောင်ခွင့်ပေးခဲ့ပြီးပြီလားအဲ့လိုမျိုးအစ်င့်နေမှာလှူဆောင်ခဲ့ပြီးမှအခုတို့ကျွန်တော်တို့အဓိကပေါ့နော်စာပတ်ချင်းကိုအစင်သေးဖြစ်ဖို့အတွက်အရှိမလေ့ကျင့်ရမယ်အတန်အတွက်ပိုင်းဆိုင်ရာတွေကိုလေ့ကျင့်ခဲ့ရမှာဖြစ်တယ်လို့ပဲစာရေးချင်းမှာလည်းစာရေးချင်းနဲ့ဆိုင်နေပေါ့နော် သူရဲ့လှူဆောင်ရမယ်အစ်င့်နေရှိရဲ့အဲ့အစ်င့်နေတိုင်းလေ့ကျင့်ပေးခဲ့ကြရမှာဖြစ်ပါလေရှင်အဲ့လိုလေ့ကျင့်ပေးပြီးဆိုတော့မှ ျွားတို့သူတို့ကိုစာရေးဖို့တည်တဲ့အချိန်ပေးရမယ်ကျွားတို့ကလေးတွေကိုလေ့ကျင့်ပေးရဆိုဒီကျွတ်သားရဲ့တန်မာဘူကခုနကလိုမျိုးဟိုချစ်တီချစ်လောက်တာလဲပါတယ်မိခင်ရဲ့မိဘကြောင့်နဲ့မှာဇပွဲပုံကိုဟို သူနဲ့မိခင်နဲ့အတူတူဒီဇပွဲပုံလေးကိုတန်ရှင်းလှုပ်စေခြင်းရလဲပဲဒါကျက်သားတွေတံမာအောင် လေ့ကျင့်စီခြင်းဖြစ်ပါတယ်။သူနဲ့နိုင်တဲ့လုပ်ကလေးကိုပေးလို့ရင်းနဲ့ကျက်သားတွေတံမာလာမယ်။ကျက်သားတွေမှာတံမာလာပြီဆိုရင်သူ့ရဲ့စာရေးခြင်းဟာ ခုနလိုပေါ့နော်အုံထင်းသူမိပါရင်ဆရာသမားတွေဖြစ်စေခြင်းနဲ့ဝါလုံးလေးဝိုင်းဝိုင်းရေးတက်လာမှာဖြစ်ပါလေရှင်။ဒါကြောင့်မရေးတတ်သေးဘူးဆိုသူဘာလို့မရေးတတ်တာတော့ဆိုတာကိုအဖြေရှာဖို့လိုပါတယ်။ကလေးတွေကိုပေါ့ခုနလိုမျိုးအဲကြောက်ရွံ့စေရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာတိခိုက်နာကျင်သွားအောင်မလုပ်ဖို့အရေးကြီးပါတယ်။အဲ့လိုမျိုးကိုယ်ခန္ဓာပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနာကျင်မှုမရှိအောင် မရှိဘဲနဲ့ဖွံ့ဖြိုးလာခဲ့မှသူတို့ရဲ့ဖွံ့ဖြိုးရမယ်မှတ်တိုင်လေးဟာတကယ်ကိုအင်အားကောင်းကောင်းနဲ့မြင့်မြင့်မာမာဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ကလေးတွေကိုဟိုသူတို့ရဲ့အမားလောက်သွားတဲ့မိမိဖြစ်စေခြင်းတဲ့ပုံစံတိုင်းမဖြစ်သေးဘူးဆိုရင်ဘာတွေတက်ပြီးတော့သူ့ကို လေ့ကျင့်ပေးရမှာတော့ ဆိုတာလေးကိုသုံးသပ်ပြီးတော့မှလေ့ကျင့်ပေးရမှာဖြစ်ပါလေရှင်။ဒါဆိုရင်လေ့ကျင့်ပေးခဲ့ပြီဆိုရင်တို့ကိုစာရေးဖို့တည်တဲ့အချိန်တွေပေးရမယ်။အဲ့လိုနဲ့တပြေးပြေးနဲ့ပေါ့နော်။ Diplomatically approximate text တွေတို့ပေးမယ်။ဒါနဲ့တို့ရဲ့ဖွင့်ပြိုးမှုကိုအနည်းတို့စစ်ဆေးမှုတွေပေါ့နော်။တစစ်ဆေးရဲ့တိုင်းတာရဲ့အချက်လေးတွေရှိရဲ့။အဲ့ဒါလေးတွေကိုပေါ့နော်။တိုင်းတာစစ်ဆေးပြီးတော့မှဘယ်အရာလေးတွေလိုအပ်နေရတော့သူ့ရဲ့ဖွင့်ပြိုးရမယ်။ အလိုက်မတိုင်းလိုက်ဖွင့်ပြရလာဒါဆိုလို့ရှိရင်ဆက်ပြီးတော့ကျွန်တော်တို့လေ့ကျင့်မှုတွေကိုတိုးဆောင်သွားကြရမှာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကလေးတွေကိုဒီလိုမျိုးပေါ့နော်ဒီ drawing ဆိုတဲ့ပေါ့နော် drawing ဆိုတဲ့ဒီသူတို့ဒီခဲတံနေမကာရီနဲ့ ဟိုချစ်တီကြီးရေးချင်းရနေတစေချင်း screaming ဆိုရဲသူတဖြည်းဖြည်းနဲ့စကလုံးလေးဟိုပေါ်တော့သူတို့ဆွဲချင်ရတယ်ထက်အောက်တီဘေးလိုက်တီဒေါင်းလိုက်တီဆွဲပြီးဆိုရင်တစေချင်းတစေချင်းသွားတာပြီးတော့မှ conventional spelling and write standard writing ဆိုတာနောက်ဆုံးပိတ်မှရောက်လာမှာအဲ့တော့ဟိုကျွန်တော်တို့တွေလူကြီးမိပါရေဟိုဟိုနောက်ဆုံးပိတ်မှတင်ရမယ်အဲအကြောင်းအရာကိုရှေ့ကလေးကစပြီးတင်လိုက်တော့ အဲကလေးတွေနဲ့အဲ့လိုမျိုးလေးပေါ့နော်ဖြစ်တဲ့အခါမှာဟိုကလေးရဲ့စိတ်ထဲမှာနာကျင်မှုတွေစိုးရိမ်စိတ်တွေကြောက်ရွံ့မှုတွေဖြစ်သွားမှာမဖြစ်အောင်ပေါ့ဒါမျိုးလေးသတိထားဖို့လိုပါတယ်ရှင်။အဲကြောင့်ကလေးတွေအားသူတို့ရဲ့စာဖတ်ခြင်းစာရေးခြင်း အကျိုးမှာဆိုရင်သူတို့ drawing ဘိုင်းနေ separating နေပြီးပြီစေတူရလေ့ကျင့်ပြီးလုံးဆောင်ခဲ့ပြီးပြီးမှနောက်ဆုံးမိတ်ပေါ့နော်ကျမတို့ conventional swelling ရဲ့ center riding အဆင့်ကိုရရောက်ရှိလာစေရမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်အစီရင်စီလေ့ကျင့်ပေးခဲ့ရမယ်အဲဒါမျိုးတွေပေါ့နော်ဒီမှာဆိုရင် drawing နဲ့ scribing ကအရင်လိုက်တယ်ပြီးတော့မှသူ letter တွေကိုစမ်းရေးမယ်ပြီးတော့မှ phonics spelling တွေကိုသွားမှာပေါ့နော်အဲလိုမျိုး distinction စီပေါ့နော်လေ့ကျင့်ပေးကြရမယ်လေ့ကျင့်ပေးရင်မှသူတို့တွေက ကြပါတယ်လူကြီးမိဘအုပ်ထိန်းသူတွေဖြစ်စေခြင်းနဲ့ဘွားလုံးလေးကိုဝိုင်းဝိုင်းရစ်တက်လာမှာဖြစ်ပါလေရှင်အဲ့ဒီမှာဆိုလို့ရှိရင်သူတို့တွေအဲဒီမှာဆိုလဲအဲ့လိုပဲပေါ့နော်ဒီမှာဆိုရင်သူဟိုချစ်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 ရနေပြီးမှသူ vertical line တွေ downline line တွေဆွဲမယ်ပြီးရင် horizontal line တွေရင်းကြီးပြီး တိုင်းနေဆွဲမယ်မြင်းနေဆွဲမယ်ပြီးရင်ဆက်ဝိုင်းနေဝိုင်းတယ်လေးကလေးတောင်ဝိုင်းမယ်ဆက်ဝိုင်းတာကောင်းကောင်းမဝိုင်းတတ်သေးဘူးပေါ့နော်ဒီမှာဆိုရင်ဒီမှာဆိုရင်အဲတနေ့ကနေနှစ်နှစ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့ဟိုချစ်တီချစ်ချစ်မယ်ရေးမယ်ပြီးရင်တနေ့ကနေနှစ်နှစ်ကလေးလေးရကြဒေါင်းလိုက်မြင်းနေလဲဆွဲမယ်နှစ်နှစ်အေးနှစ်နှစ်ခွဲကလေးတွေကကြတော့ horizon horizontal ပေါ့နော်ရင်းကြီးပြီးမြင်းနေအဖြောင်မြင်းမြောင်နေဆွဲမယ်ပြီးရင်နှစ်နှစ်ခွဲကလေးလေးကနောက်တကဆက်ဝိုင်းနေလဲဆွဲလာမယ် သုံးနှစ်ရောက်လို့ရှိရင်ဒေါင်လိုင်းမြင်းနေသူတို့ဆွဲရမယ်ပြီးရင်သုံးနှစ်ကနေပြီးတော့မှဒီသုံးနှစ်ကလေးလေးရတယ်ခုနလိုမျိုးပေါ့နော်ဒီရင်းညီပြင်းမြင်းနေဆွဲမယ်အဲပေါ့နော်ဒီအဖြစ်မြင်းပြောင်းတွေကိုဆွဲမယ်အဲ့လိုအမတစင်သူကပေါ့နော်ဒီအပေါင်းလက္ခဏာလေးတွေ cross shape တွေဒါကြတော့၃နှစ်ကနေ၃နှစ်ခွဲကလေးတွေပေါ့နော်အဲ့လိုမျိုးတစင်ချင်းစီသူတို့တွေရဲ့ဒီ riding mind တွေဟာဟိုလေ့ကျင့်လာကြတာလေ့ကျင့်လာစေရာဖြစ်ပါရဲ့ အမျိုးလေးတွေကိုရှိရဲဒီလိုအစင်လေးတွေရှိပါလားဆို သိရှိခြင်းအပြင်မိမိကလေးလှူဆောင်တာကို ချက်ချင်းကြီးဝါလုံးလေးဝိုင်းဝိုင်းရေးရမယ်အစင်ကိုချက်ချင်းမရဘူးဆိုတာကိုကျမတို့တွေသုံးသက်လို့ရအောင်လို့ဆွေးနွေးပြရခြင်းလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကလေးတွေကိုစာရေးခြင်းအကျိုးစွမ်းရည်တွေရှိမှလှူဆောင်ခဲ့ကြရမယ်ခဲတံတွေ ကောင်းကောင်းကင်တဲ့ဖို့တွေပုံဆွဲတဲ့ဖို့တွေစလုံးပေါင်းတွေစရည်တဲ့ဖို့ ကုရေတက်ဖို့အယောင်ခြေတက်ဖို့စွန့်ရည်ကိုရရှိအောင်ရှေ့မှာလေ့ကျင့်ပေးဖို့လိုအပ်ခဲ့တယ်။ရှေ့မှာလေ့ကျင့်ပေးကြရမယ်။လေ့ကျင့်ပေးပြီးမှသူတို့တွေကခဲတန်းကိုတပြေးပြေးနဲ့ကောင်းကောင်းကြိုက်တက်လာမယ်။အစာပိုင်းမှာတော့သူထောင်းကိုင်းရင်သူစိတ်သူ့ရဲ့ကြွက်သားတန်မာတယ်လို့ကြိုက်မှာပါ။ကလေးရဲ့လက်ထဲမှာရှိခဲတန်းလေးတွေမကလေးတွေကကလေးကြွက်သားလေးတွေတန်မာတယ်လို့သူတို့တွေကြိုက်မယ်။ ကရင်ကရင်ထဲမှာတဖြည်းဖြည်းနဲ့ဒီခဲတံတွေကိုကောင်းကောင်းကဲသူရစာရေးရမယ်ပုံစံအတိုင်းလက်မနဲ့ညညာကိုဂျားလေးတွေကိုညှက်ပြီးတော့တေချာကင်တတ်လာမယ်။အဲ့ဥပဲပုံနေစလုံးနေစာရေးတတ်ဖို့လေလေ့ကျင့်ပေးကြရမယ်။ကိုယ်ဆွဲတဲ့ဖို့ရိစာကိုစာရေးတတ်ဖို့ဆိုပုံတွေကိုပေါ့နော်ကလေးကိုပုံမြင်နေပြောရင်းနဲ့ပုံမြင်ထဲမှာပါတဲ့ ပကြီလေးတွေကိုသူကိုယ်တိုင်ဆာရွက်ပေါ်မှာဟိုချစ်တီချင်းနဲ့ဆွဲကြည့်မယ်။ဒါမျိုးလေးတွေအယောင်ချေတတ်အောင်နေအယောင်ချေဖို့အတွက်ပေါ့နော်။တို့ဆာအုပ်တွေကတကယ်ကိုပဲအစင်သင့်အဲရှိနေကြတာပါ။အဲ့လိုအစင်သင့်ရှိနေတဲ့ဆာအုပ်တွေက အယောင်လေးတွေခြေလို့ရတဲ့စာအုပ်ကလေးတွေကိုတို့ကိုပေးကန်ရမယ်။ဒါဆိုတို့တွေအယောင်လေးတွေခြေရင်းနဲ့လက်ကကြွက်သားလေးတွေကတန်မာလာမှာဖြစ်ပါလေရှင်။ဒါကြောင့်ကျွန်တော်တို့အဓိကအပိုင်းတွေကပုံသဏ္ဍာန်တွေကိုအကျိုးရေးဆွဲခြင်းစံရည်တွေကိုလုပ်ရရှိအောင်လှူဆောင်ပေးရမယ်။စလုံးတွေ၊ကိန်းကနန်းတွေအစောပိုင်းဆွဲတဲ့ပုံဆွဲတဲ့ဆွဲရည်တွေမှာပါလာတဲ့ခဲချစ်ရအရာခုနကပေါ့နော်ကျွန်တော်တို့ကျွန်မပြောဆွေးနွေးခဲ့တဲ့ကလေးတွေရဲ့စာရေးခြင်းပေါ့နော် စာဖတ်ခြင်းစာရေးခြင်းရဲ့ အဲရှေ့မှာလေ့ကျင့်ပေးခဲ့ရမယ်စွမ်းရည်တွေဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေစာရေးခြင်းမှာကျဉ်းဉဏ်ကျဉ်းနေပေါ့နော်။ဆက်လုံးလေးတွေကိုဝိုင်းဝိုင်းဆက်ဆက်ကလေးရေးကြအောင်။ကြက်သားလေးတွေတန်မာစီမဲ့လေ့ကျင့်ရမယ်။လေ့ကျင့်ရမယ်ပုံစံလေးတွေကိုလေ့ကျင့်ပေးခြင်းအဖြစ်ပေါ့နော်တကယ်ဟုတ်ပေါ့နော်လူကြီးမိဘအုပ်ထိန်းသူတွေဆရာသမားတွေဖြစ်စေခြင်းနဲ့အဲတရေလေးတွေကိုတည်တည်တတ်တတ်နဲ့ပေါ့နော်ဝိုင်းဆက်ဆက်ကလေးတွေရေးနိုင်တဲ့အဲအခြေအတိရလာအောင်တို့တွေရဲ့ ွင့်ပြုရမယ်ဖွင့်ပြုရမယ်မှတ်တိုင်နေနောက်တခါတန်မာမယ်ကြွက်သားကြီးကြွက်သားငယ်တွေကိုတန်မာလောက်လေ့ကျင့်ပေးကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်